ဒဂုံမျိုးတည်လေးမျိုးနယ်မှာစီမံချက်နဲ့ဆောင်ရွက်စဉ်နှစ်ရက်အတွင်းမှာစိုးသွန်းသူများမူရင်ရန်ကားစုပူတောင်းကျမ်းသူတွေကို၎င်းတို့ရဲ့နေရင်အတွင်းမှာသုံးဦးနဲ့ကိုမှုကျွန်းတို့သူတဦးကိုဖမ်းဆီးရမိခဲ့တယ်လို့ရန်ကုန်ပူလစ်မှာမေလ28ရက်နေ့ဆွဲနဲ့လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့်သတင်းထုတ်ပြန်ထားပါတယ် စီမံခြင်းနဲ့ဆောင်ရွက်စဉ်ကာလအတွင်းရတဖွဲ့ဟာမေလ25ရက်နေ့ည9:00ခွဲအချိန်ခန့်မှာရက်ွက်အတွင်းမကြခဏမူရရန်ကစုဖို့တောင်းကြမ်းလေးရှိသူတကုံမြို့တည်အရှိမြို့နယ်နေအောင်စော်လွင်58နှစ်ကို၎င်းနေထိုင်ရာနေမှ၎င်းမေလ26ရက်နေ့နဲ့တနားရက်အချိန်ခန့်မှာရက်ွက်အတွင်းစိုးသွန်းရန်ကသူဆန်ရှိခေါ်ထထုံဝင်29နှစ်ကို၎င်းတာမင်းထွေ23နှစ်တို့ကို၎င်း၎င်းတို့နေထိုင်ရာနေအသီးသီးမှ၎င်းမေလ25ရက်နေ့ညပိုင်းအချိန်မှာ ဒဂုံမျိုးတစ်အရှိမျိုးနဲ့155ရက်ကွက်ယတနာလမ်းပေါ်မှာတွေ့ရှိသူမိကျူခေါ်ကျူကျူတင်းကိုထိမ့်သိမ့်ပြီးစစ်မေးခဲ့ရ၎င်းသည်ခုမှုနဲ့ထောင်ကြားဖို့သူဖြစ်ပြီး2019ခုနှစ်ဧပြီလအတွင်းကဒဂုံမျိုးတစ်အရှိမျိုးနဲ့ရှိရကွက်ယူဇနာလမ်းရှိနေအတွင်းမှာခိုးဘက်အမျိုးအစားလက်ကင်ဖုံတလုံးနဲ့လက်နိုဗိုအမျိုးအစားလက်ကင်ဖုံတလုံးတို့ကိုခိုးယူခဲ့တယ်လို့ပေါ်ပေါက်ခဲ့တာကြောင့်ဖန်ဆီးထားတယ်လို့သိရပါဗျ။ နေရင်အတွင်းမှာဖမ်းဆီးရမိသူ၃ကို1962ခုနှစ်ပြည်မှုကျွန်းွန်တက်သူများခြေချုံနဲ့ခံဝင်အဥပဒေဖြင့်အရေးယူနိုင်ဖို့နဲ့ဆက်လက်ဆောင်ရွက်နေပြီးခုမှုကျွန်းွန်သူတွေကိုအမှုဖွင့်အရေးယူထားရလို့ထုတ်ပြန်ထားပါတယ်။ရခိုင်နိုင်ရေးသားကြီးရတဲ့ဖွဲ့ဟာတကောမျိုးတစ်အရှိမျိုးနဲ့တကောမျိုးတစ်တောင်ပိုင်းမျိုးနဲ့တကောမျိုးတစ်မြောက်ပိုင်းမျိုးနဲ့တကောမျိုးတစ်စိတ်ကဲမျိုးနဲ့တွေမှာစီမံချက်နဲ့ခိုးမှုလူရဲမှုများရော့နေကြစေရင်၎င်းနယ်မြေများအတွင်မွေးရင်ရန်ကားစုဘူးတောင်းကျန်လေးရှိသူများလူဆိုးလူမိုက်များ ခိုအားမှုမရှိစေရအတွက်ရခိုင်တိုင်းသားကြီးတပ်ဖွဲ့မှုရုံမှတပ်ဖွဲ့ဝင်များအရှေ့ပိုင်းခရိုင်မြို့ကင်းနေနေရဌာနစုမှတပ်ဖွဲ့ဝင်များ၎င်းနယ်မြေများမှရဲတပ်ဖွဲ့ဝင်တွေနဲ့အုပ်ချုပ်ရေးအဖွဲ့တွေပူးပေါင်းပြီးဖမ်းဆီးရှိနေရမေလ25ရက်နေ့နဲ့26ရက်နေ့မှာကျွလွန်သူလေးဦးကိုဖမ်းဆီးရမိထားတာပဲဖြစ်ပါတယ်